အမေရိကန်နဲ့ဂျာတင်မီကဖြစ်ဖြစ်များသည့်သမ္မတဒေါ်နယ်ထရန့်၏အဆိုအရကိုစန့်ကျင်သည့်ကြီးမားသောဆန္ဒပြပွဲများဖြစ်ပေါ်စေခဲ့သည်2025ခုနှစ်ဧပြီလ9ရက်နေ့တွင်တထောင်လူတထောင်ကျော်ဟန်ဆော့ပြည်နယ်50လုံးတွင်ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်အရာဘက်အခွင့်အရေးအဖွဲ့အစည်းများအလို့သမားတမကများ LGBTQ+ တောက်ကန်သူများနှင့်စစ်မှုထမ်းဟောင်းများပါဝင်အဖွဲ့အများပြပါဝင်ခဲ့သည်အလောက်ခံပြတ်တော်မှုအဆိုအရရုံများပိတ်ခြင်းနေရာပြန်ပို့ခြင်းနှင့်ကျမကြီး လူမှုရေးဝန်ဆောင်မှုများဖြတ်တောက်ခြင်းစာရီးကိစ္စရများကိုဆန္ဒပြခဲ့ကြသည်အထက်လွှတ်တော်အမတ်ခိုရီဘိုကာကနယူးဂျာစီမှာမိခွန်ပြောကြားခဲ့ပြီးသမ္မတဟောင်းဘာရက်အိုဘားမားကလည်းထုတ်ပေါ်ပြောဆိုခဲ့သည်ဒီမိုကရေစီကိုကာကွယ်ရန်နှင့်ထရိုင်အီနိုင်ငံရဲ့အကြံစီများကိုစတင်ရန်အမေရိကန်များတောင်းဆိုခဲ့သည်နယူးယောက်မြို့ရှိဟယ်မစ်တန်ကောလိပ်တွင်မိခွန်ပြောကြားရာတွင်ပြည်သူများအနေဖြင့်ဒီမိုကရေစီစံနှုန်းများကိုပံ့ပိုးပေးရန်အနစ်နာခံမှုများပြုလုပ်ရန်အသင့်စီတင်ကြောင်းအိုဘားမားကပြောကြားခဲ့သည် ယခင်ကပြဌာန်းတစုံတရားမကြုံမဲ့တရားမျက်တောက်မှုနဲ့လွတ်လပ်စွာပြောဆိုမှုကိုထောက်ခံသည်ဟုအိုဘားမားကအလွယ်တကူပြောခဲ့သည်ဒါပေမဲ့အခုချိန်မှာတော့အရာအလုံးပြောင်းလဲနေပြီလို့သူယုံကြည်နေပါသည်ထိုင်းရဲ့အဖွဲ့ဒီလွတ်လပ်စွာပြောဆိုခွင့်နဲ့ဥပဒေအခြေခံစည်းမျဉ်းများကိုထိရောက်စေကြောင်း၎င်းကတတိပေးခဲ့သည်သူကမာနေတဲ့အခါတာမလူတွေအပါဝင်တာကိုပြင်ဖို့ကလူတိုင်းရဲ့အလုပ်ဖြစ်တယ်လို့သူကပြောပါတယ်ကျမကြီးစီချခွန်အစ်စ်များကဲတော့ထိုင်းဤ စီဝါရေးမူဝါဒများကိုတဘောမတူကြောင်းလဲဟိုဘာမှပြောကြခဲ့တယ်။ဥပမာအစိုးရကတက္ကသိုလ်တွေကိုတန်ခိုက်ရတာကိုဆိုဆိုရင်ပါတယ်မတူညီကွဲပြားမှုအစီအစဉ်များကို ရတံပါကဒုမဟုဆန္ဒပြမှုများကိုကန်တွယ်ပုံကိုပြောင်းလဲပါကထိတ်တန့်ကောလိပ်များသို့ငွေပေးဆောင်ခြင်းကိုရတံရန်ထွန်းဆိုရာချင်းချောက်ခဲ့သည်၎င်းတွင်ပါလက်စတိုင်းများကိုထောက်ကန်သည့်ဆန္ဒပြမှုများနဲ့ပါဝင်သည်ဒီစာတင်ကြောင်းများတွင်မကန်နီဖြစ်စေမကန်နီဖြစ်စေတွေးတော်တင်သည်ဟုအိုဘားမားကပြောကြားခဲ့ပြီးအခဲကြီး၎င်းတို့၏အစိုးရ၏ဗဏ္ဍာငွေရှုံရှုံသွားသည့်တိုင်းကိုကိုကိုကုကန်ကာကွယ်ရန်မကြောက်တင်ကြောင်းပြောကြားခဲ့သည်ဥမာအဖြစ်ကိုလံဘီယာတက္ကသိုလ်၏ကျောင်းဝင်းအတွင်းဆန္ဒပြပွဲများပြီးတွင် စွာရံမွေဒေါ်လာတန်း400ဆုံးဆုံးခဲ့ပြီးနောက်ပိုင်းတွင်ကြောင်းသည်လုံခြုံရေးကိုဖန်ဆီးခြင်းအာဏာဖြင့်ငားရချင်းနှင့်ပညာရေးဆိုင်ရာအဆောက်အအုံများတွင်ဆန္ဒပြောင်းကိုတားမြစ်ခြင်းကဲသို့သောအပြောင်းအလဲများပြုလုပ်ရန်သဘောတူခဲ့သည့်လူဝင်မှုကြီးကြရေးစီမင်းများကိုချိုးဖောက်သည်ဟုပါလက်စတိုင်းလူလာသောဆန္ဒပြပွဲများနှင့်ပြောင်းဝင်သည့်ကြောင်းသားချို့ကိုလူဝင်မှုကြီးကြရေးအရာရှိများကဖန်ဆီးခဲ့သည်ယခုအချိန်ဤဇုံတရားကိုလုံခြုံရေးဟုပြောယုံနှင့်မလုံလောက်သည့်အချိန်ဖြစ်ကြောင်းဥပမာကပြောခဲ့ပြီးသူသည်ဖြင့်ထွန်းဤနိုင်ငံရေးစံလူများကိုကုကံကာကွယ်မှုအတွက်အချို့အဖြစ် ေးခံရမည်နောက်ဥပဒေကုမ္ပဏီများနှင့်အစိုးရကြားသဘောတူညီချက်များကိုဝေဖန်ခဲ့သည်အကယ်၍သူတို့မဟုတ်ရခင်သမ္မတများလှုပ်ခဲလင်းထိုရုပ်လှုပ်ရကိုဘယ်တော့အခါမှလက်ခံမည်မဟုတ်ကြောင်းဥပမာပြောကြားခဲ့သည် associate press ဒရင်ဌာနသည် mexico ကို pinagüe ကို america pinagüe ဟုပြောင်းမိပြောင်းတဲ့ဘောမတူကြောင်း trump ၏အဖွဲ့သည် associate press မှအဖြစ်ပြများကိုအပေကြောင်းပြပထားတဲ့ news မျိုးကိုထုတ်ခဲ့သည်ပြည်တွင်ပြင်သစ် germany နဲ့ sweden တို့လိုနိုင်ငံတွေမှာလည်းစစ်နာပြမှုတွေဖြစ်ပွားခဲ့ပါသည်လူထုကဒီမိုကရေစီနဲ့ပြည်သူ့ဝန်ဆောင်မှုအတွက်ရပ်တန့်ခဲ့သည်စစ်နာပြပွဲမှာကြီးမားတော်လဲ obama ကအမေရိကန်ဆိုရာကိုတော်လန်ရန်တောင်းဆိုခဲ့သည့်အထောက်အထားမှရှိပါသည် အချို့သောမာရင်တော်အယေရှုမှုများနှင့်တီးဖြတ်ထားသောဗီဒီယိုများသည်အွန်လိုင်းတွင်ပြန့်နှံ့နေသော်လည်း၎င်းတို့သည်မမှန်ပါ။အိုဝါမာကပြည်သူတွေကိုဥပဒေကိုချိုးဖောက်ဖို့မတောင်းဆိုပါဘူး။သူကဒီမိုကရေစီကာကွယ်ဖို့ငြိမ်းချမ်းသည့်လှုပ်ရှားမှုအားပေးနေပါသည်။ချက်လက်မှန်များကိုစစ်စစ်ရန်နှင့်အတင်းအထုများကိုဆောင်ရှားရန်ယူကြည်သည်။စစ်နာပြပွဲတွေမှာလူတွေဟာသူတို့ရဲ့ခွင့်ရေးတွေကိုအုံချပြီးသူတို့ထင်တာမှားတာကိုထုတ်ဖော်ပြောဆိုကြတတ်ကြပါသည်။